ကဖွဲ့များရင်းတို့နှင့်ဆက်နွယ်နေသော ဖွဲ့စည်းများနှင့်လူပုဂ္ဂိုလ်များဟာနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြက်ပြားစေရနှင့်ပြည်သူလူထုကိုအကြောက်တရားများဖြစ်ပေါ်စေပြီးအစိုးရရန်နေရာများပြက်ပြားစေရရွယ်ပြီးနိုင်ငံဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများကိုအထူးကပြစ်မှတ်ထားပြီးလုံခြံတပ်ဖြတ်ခြင်းအများပြည်သူပိုင်းစောက်ဥများကိုမီရှို့ခြင်းဖောက်ခွဲပြက်စီးခြင်းစတဲ့အကြံဖတ်လုပ်ငန်းများကိုနှီးမျိုးစုံဖြင့်ပြုလုပ်လျက်ရှိပါသည်။ 2025ခုနှစ်မေလ22ရက်နေ့မနက်ပိုင်းမှာမရန်ကုန်မြို့နယ်၅ရက်ကွက်ရွှေနှင်းစီလက်နဲ့ဝိဇာလန်တောင်နေတန်မတ်ကြီးအငိမ့်စာဥချိုထွန်းအောင်သည် နေအင်းရှိမှမြေဖြစ်သူနဲ့အတူလမ်းလျှောက်နေစဉ်စစ်စစ်ဆဲအမျိုးသားနှုတ်ဦးကတနက်ဖြစ်ပြစ်ခတ်ခဲ့တာကြောင့်ဥချိုထွန်းအောင်တိုက်ဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်ထို့သော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ပွားမှုမရှိစေရေးအတွက်လုံခြုံရေးတပ်ဖွဲ့ဝင်များကပြစ်မှုကျူးလွန်တဲ့တရားခဏ်များရှာဖွေတွေးရှိရေးစုံစမ်းဖော်ထုတ်ခဲ့ရာပြည်သူလူထုရဲ့ပူးပေါင်းပါဝင်တည်ပင်မှုကြောင့်ဖြစ်စဉ်ဖြစ်ပွားတဲ့နေမှာအကြမ်းဖက်ဖွဲ့များအုံပြုခဲ့တဲ့ဆက်ဘင်းကိုတုံးပင်းရင်တစည်းပေါ်မှာတင်ဆောင်သွားတာကိုတွေ့ရှိခဲ့ကြောင်းသိရှိရတဲ့အတွက်စုံစမ်းဖော်ထုတ်ခဲ့ရာမေလ23ရက်နေ့မှာအကြံဖက်သမားများအုံပြုခဲ့တဲ့တုံးပင်းရင်မောင်းသူ စန်းတက်အောင်ခေါ်ပဲခူးသား40နှစ်ကိုမြောက်ကလာပါမျိုးနဲ့ထောက်ဝင်ပဲရက်ကွက်ခွန်ရွှေဝါသုံးလံအမှတ်148နေအိမ်မှာ အကျန်းဖက်တိုက်ခိုက်ရာမှာအုံပြုခဲ့တဲ့စပ်ပိန်းနဲ့အတူဖန်စီရာမီခဲ့ပါတယ်။ဒါအပြင်အကျန်းဖက်လုပ်ငန်းများလှုပ်ဆောင်ရာမှာထောက်ပို့အဖြစ်ဆောင်ရွက်ခဲ့တဲ့ဝင်းသူခေါ်ကလာလီ39နှစ်ကိုမြောက်ကလာပါမျိုးနဲ့ထောက်ဝင်ပဲရက်ကွက်စိန်ကျဲလန်းတို့အမှတ် 233ရှိနေအိမ်မှာထပ်မံဖမ်းဆီးရမိခဲ့ပါတယ်ဖန်စီရမိတရခက်များရဲ့ထွက်ဆိုချက်အရမေလ25ရက်နေ့မှာဥချိုထုံအောင်ကိုလုတ်ကြံတက်ဖြတ်ခဲ့ပြီးထွက်ပြေးတိမ်းရှောင်နေတဲ့တရခက်မျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်ဇင်မင်းထက်ခေါ်လင်းလက်စော28နှစ်၎င်းရဲ့ဇနီးဖြစ်သူပြုံပြုံ24နှစ်တမီးဖြစ်သူ လင်းလက်ရွှေ6နှစ်တို့ကိုညာဦးမျိုးနဲ့ဗကံမျိုးဟောင်းမှာ၎င်း ၎င်းတို့ကိုလိုက်ပါပူဆောင်ပေးခဲ့တဲ့ရင်မောင်အောင်ဆန်းဟိန်25နှစ်နဲ့ချိတ်ဆက်ဆောင်ရွက်ပေးသူညီညီလိုင်း39နှစ်တို့ကိုမွန်ပြည်နယ်မူရုံမြို့မှာ၎င်းအတီတီဖန်စီရမိခဲ့ပါတယ်ဖန်စီရမိတရက်ခံမျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မင်းတက်ကောနင်းလက်စော်ရဲ့ထွက်ဆိုချက်အရဥချိုထွန်းအောင် လုံးချံတက်ဖြက်ရမှာပါဝင်ခဲ့တဲ့ဖန်စီရံကြံတရက်ခံ ချစ်ကိုကိုခေါ်ကြော်ကြီးရဲ့မိသားစုဝင်များဟာမြောက်ဒီမျိုးဘက်ကိုထွက်ပြေးတိမ်းရှောင်ရန် လုံဆောင်နေကြောင်းသိရှိရတဲ့အတွက်လုံခြုံရေးတပ်ဖွဲ့ဝင်များကဝမ်ဝမ်ပိတ်ဆို့ဖမ်းဆီးခဲ့ရာမေလ26ရက်နေ့မှာချစ်ကိုကိုခေါ်ကြော်ကြီးရဲ့ဇနီးမြင့်မြင့်ထွေ39နှစ်အောင်ကိုကိုချစ်18နှစ် ဇေမောင်မောင်ခေါ်အာနို28နှစ်နဲ့ထွက်ပြေးတင်းဆောင်ရမှာကိုညီဆောင်ရွက်ပေးခဲ့တဲ့ဖြိုးဝေအောင်ခေါ်အရှိကြီး40နှစ်တို့ကိုဗကူးမျိုးအဝင် စစ်စည်းရေးဂိတ်မှာဖမ်းဆီးရမိခဲ့ပါတယ်ဖမ်းဆီးရမိတရားခက်များရဲ့ထွက်ဆိုချက်အရာမေလ29ရက်မှာဦးချိုထွန်းအောင်ကို လုံးချံတက်ဖြတ်မှုအပါအဝင်၎င်းတို့အကြံဖက်ဖွဲ့ဆောင်ရွက်ခဲ့တဲ့လုံးချံတက်ဖြတ်မှုများမှာ စကောက်ကြည့်ရှုပေးခဲ့တဲ့တရခန်မင်းစီသူခေါ်အငယ်လေး29နှစ်နဲ့ကျော်စင်တန်းခေါ်လွင်ကြီးခေါ်ကျော်စင်33နှစ်တို့ကိုကြင်မြင်နိုင်မျိုးနဲ့ဇေကလေးရက်ွက်ဇေကလေးလန်းအမှန်189ရှိနေမှာ၎င်းတရခန်ဟန်လင်းအောင်28နှစ်ကြင်မြင်နိုင်မျိုးနဲ့တီတာရက်ွက်တိတ်တီလန်းအမှတ်32နှစ်သူကို၎င်းအတီတီထပ်မံဖန်စီရမိခဲ့ပါတယ် ဒါအပြင်ဖန်စီယမိတရက်ခန်မျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မင်းထက်ခေါ်လင်းလက်စော်ရဲ့ထွက်ဆိုချက်အရ၎င်းဟာဥချိုထုံးအောင်ကိုလုံးကြံတက်ဖြဲ့စဉ်တနက်ကြီးဖောက်ထွက်ပြီးဘဘက်ခြေတော့ဒဏ်ရာရရှိခဲ့ပြီးအဆိုပါဒဏ်ရာကိုတာဂီတာမျိုးနဲ့လင်းမြင်းဆောင်တောင်ရက်ကွက် မြင်တော်သားလန်အမှတ်924ရှိလင်းအထူးကုစေယုံမှာလျှို့ဝက်စွာစေကူတောက်ခဲ့ကြောင်းသိရှိရတဲ့အတွက်မေလ26ရက်နေ့ညနေပိုင်းမှာ တရားမဝင်စေကုသပေးခဲ့တဲ့ DCS ဆရာဝန်ဇော်ကိုကို38နှစ်နဲ့ DCS ဆရာဝန်များဖြင့်စုစည်းဖွင့်လှစ်ထားတဲ့လင်းအထုကုစေယုံပိုင်ရှင်ဒေါက်တာရေလင်းစို36နှစ်တို့ကိုဖမ်းဆီးရမိခဲ့ပါတယ်။ဖြစ်စဉ်မှာတရားခန့်အမျိုးသား73ဦးအမျိုးသမီး3ဦးစုစုပေါင်း76ဦးတို့ကိုလုံးချံတက်ဖြတ်ရာမှာအုံပြုခဲ့တဲ့တပ်တေကံပြည်စီများနဲ့အတူဖမ်းဆီးရမိခဲ့ပါတယ်။ ဖန်စီရမိတရခက်များရဲ့ထွက်ဆိုချက်အရ2023ခုနှစ်မလာမှာ Golden Valley Warrior အမေခံချမ်းဖတ်ဖွဲ့ကိုထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာအချမ်းဖတ်ဖွဲ့စည်းဖြစ်တဲ့ NUG မှတရခက်ပြည်ရီမွန်ရဲ့စီစဉ်ထောက်ပံ့ပေးမှုဖြင့်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း Golden Valley Warrior အမေခံချမ်းဖတ်ဖွဲ့မှာဖန်စီရံကြံတရခန်ကိုထက်ကောင်းဆောင်ပြီးအင်အားရှိဦးရှိပြီးရန်ကုန်မြို့မှာအချမ်းဖတ်ဖောက်ခွဲဖြည့်ဆည်းရေးလုပ်ငန်းများလှုပ်ဆောင်ရတဲ့ ၎င်းတို့မကျေနပ်တဲ့အပြစ်မဲ့ပြည်သူများကိုဒလန်ဟုဆွဆွဲကောင်းလုံးချံတက်ဖြဲ့ရန်ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းဖော်ထုတ်သိရှိရပါသည်။ဖဲစီယာမီတရက်ခတ်များရဲ့ထွက်ဆိုချက်အရမေလ15ရက်မှာ Golden Valley Warrior အမေကန်အစံဖက်ဝဲကောင်းဆောင်ဖန်းစီရန်ကြံတရက်ခန်းကိုထက်ဟောင်း Telegram မှာတဆင့်ဥချိုထွန်းအောင်ရဲ့ဓာတ်ပုံနဲ့နေအင်တီနေရ Google Map တို့ကိုပေးပို့ ခဲ့ပြီးလှုပ်ကြံတက်ဖြက်ရန်စေခိုင်းခဲ့ကြောင်းဖန်စီရမိတရားခဏ်များဖြစ်တဲ့မျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မင်းထက်ခေါ်လင်းလက်စုံမင်းစီသူခေါ်အငယ်လေး ကျော်စင်တန်းခေါ်လွင်ကြီးခေါ်ကျော်စင်နဲ့ဖန်းစည်းရကြံတရက်ခန့်ချစ်ကိုကိုခေါ်ကျော်ကြီးတို့ဟောင်းဥချိုထွန်းအောင်ရဲ့နေဝင်ခြင်းကို၆ချိန်သွားရောက်ပြီးအခြေနေကြီးခဲ့ကြောင်းမေလ21ရက်မှာဖန်းစည်းရကြံတရက်ခန့်ကိုထက်ကမျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မီထက်ခေါ်လင်းလက်စောထန်တို့ပစ္စတိုနှစ်လက်ကိုပေးပို့ခဲ့ကြောင်းဖော်ထုတ်သိရှိရပါတယ်မေလ22ရက်မှာ မျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မီထက်ခေါ်လင်းလက်စော်နေဖန်းစင်းရဲ့ကြံတရက်ခန်းချစ်ကိုကိုခေါ်ကြော်ကြီးတို့ဟောင်းကိုထက်ကငားရံပေးထားတဲ့ရွှေပောက်ကံမျိုးတင်22ရက်ကွန်းတပြေချံမျိုးပက်လန်အမန်ရာကောက်မြင်းဆောင်103မြင်းဆောင်104ရှိ safe house မှာစပင်းဖြစ်ထွက်ခွာခဲ့ကြောင်းဥချိုထွန်းအောင်ရဲ့နေအရှိရောက်မှလမ်းလျှောက်နေတဲ့ဥချိုထွန်းအောင်ကို မျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မီတက်ခေါ်နင်းလက်စော်ကအသင့်ယူဆောင်လာတဲ့ပစ္စတိုဖြင့်လေးချက်ပြက်ခတ်လှုပ်ချံတက်ဖြတ်ခဲ့ကြောင်းထို့သောပြက်ခတ်စဉ်ပစ္စတိုကြီးညက်သဖြင့်ရှင်လင်းစဉ်ကြီးပေါက်ထွက်၍၎င်းရဲ့ဘဲခြေတော့ကိုထိမှန်ထန်ရရရှိခဲ့ကြောင်း အဲဒီနောက်စပိန်ဖြင့်ရွှေပေါကံမျိုးသိရှိ safe house ကိုပြန်လာခဲ့ပြီးစပိန်နဲ့လုံခြံတပ်ဖြတ်စဉ်ဝစ်ဆင်ခဲ့တဲ့ဝန်ဆောင်များကိုစံတက်အောင်ခေါ်ဘဂိုးသားနဲ့ဝင်းသူခေါ်ကလားလေးတို့ကိုလျှို့ဝှက်ခိုင်းခဲ့ကြောင်းဖော်ထုတ်သိရှိရပါတယ်။ဖန်စီယာမီဒီယာခန်မျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မင်းထက်ခေါ်လင်းလက်စော်ရဲ့ထွက်ဆိုချက်အရ၎င်းဟာရရှိခဲ့တဲ့တရားကို စေကုသရန်အတွက် ဖန်းစည်းရန်ကြံတရက်ခံအောင်သူကကြိုတင်ချိတ်ဆက်ပေးထားတဲ့လင်းအထုကုစေယုံရှိ DCS ဆရာဝန်ဇော်ကိုကိုထံသို့တွားရောက်ပြီး လီယိုဝဲစွာစေကုသမှုခံယူခဲ့ကြောင်းအဲဒီနောက်မိသားစုနဲ့အတူပခုတ်ကူမြို့နယ်ဘက်မှာတင်းရှောင်ရံသွားရောက်စဉ်ပကံမြို့ဟောင်းမှာဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းဖော်ထုတ်သိရှိရပါတယ်။ ဖန်စီရမိတရခန့်များရဲ့ထွက်ဆိုချက်အရာအကြံဖက်ဖွဲ့စည်းများဖြစ်တဲ့ NUG မှတရခန့်ပြည်ရီမွန်ရဲ့စေခိုင်းမှုဖြင့် Golden Valley Warrior အမိကန်ကြံဖက်ဖွဲ့ဟာနိုင်ငံတော်ရဲ့အုပ်ချုပ်မှုရန်နရာပြပြစေရနဲ့အပြစ်မဲ့ပြည်သူများထိတ်လန့်မှုဖြစ်စေရန်ရည်ရွယ်ပြီး အောက်ပါအတိုင်းလုံခြံတပ်ဖြတ်မှု၄ချိန်ကျူးလွန်ခဲ့ကြောင်းဖော်ထုတ်သိရှိရပါသည်။ 2023ခုနှစ်မလ24ရက်မှာမျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မီတက်ကိုလင်းလက်စော်သည်တန်လင်းမျိုးနှင့်အမှုရန်ရက်ကွက်ဖွင့်မျိုးရေးလန်းနှင့်ဥပဒေအတိုင်းမင်ကန်ဦးမင်းဒေစာညွန့်ကိုပစ္စတိုဖြင့်ပြစ်ခတ်လုံးချံတက်ဖြတ်ခဲ့ပြီးဖန်စီရန်ကြံတရက်ခန်ချစ်ကိုကိုခေါ်ကြော်ကြီးတို့ကအချိန်နှီးစောင့်ကြည့်ပေးခဲ့ကြောင်း2023ခုနှစ်ဩဂုတ်လ16ရက်နေ့မှာ မျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မီထက်ခေါ်လင်းလက်စော်နေချစ်ကိုကိုခေါ်ကြော်ကြီးတို့ဟောင်းရွှေပြည်သားမျိုးနေအမတ်သုံးရက်ကွက်ပန်းချံလေးလက်မှာလုံကြုံရေးတပ်ဖွဲ့ဝင်တအုပ်ကိုပစ္စတိုဖြင့်ခြောက်မြောင်းပစ်ခတ်ခဲ့ပြီးဟန်လင်းအောင်ကအခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း2023ခုနှစ်ဒီဇင်ဘာလတရက်နေ့မှာမျိုးကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မီထက်ခေါ်လင်းလက်စော်တင် တင်ငန်းကျုံမျိုးနဲ့ငမိုးရိပ်ရက်ကွက်ငမိုးရိပ်သုံးလက်နဲ့အမျိုးသားဒီမိုကရေစီပါတီတဲ့ဥက္ကဋ္ဌဦးတန်းထွန်းကိုပစ္စတိုဖြင့်ပြစ်ခတ်လုချံတက်ဖြတ်ခဲ့ပြီးမင်းစီသူခေါ်အငယ်လေးနဲ့ကျော်စင်တန်းခေါ်လွင်ကြီးခေါ်ကျော်စင်တို့ကအချိန်နေစောင့်ကြည့်ပေးခဲ့ကြောင်း 2024ခုနှစ်အောက်တိုဘာလ23ရက်နေ့မှာမြို့ကိုကိုခေါ်ဆိုင်းကိုကိုခေါ်စင်မီတက်ကိုလင်းလက်စောသည်လှိုင်းတရအနောက်ပိုင်းမြို့နယ်17ရက်ကွယ်ရှိ အောင်မင်္ဂလာကျောင်းနေမှာမဆာဖာအဖွဲ့ဝင်နေဖြစ်သူဥရွှေမန်ကို ပစ္စတိုဖြင့်လှုပ်ကြံတက်ဖြတ်ခဲ့ရာရမောင်းဖြစ်သူဥသက်စင်မှာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးကျော်စင်တန်ခေါ်လွင်ကြီးခေါ်ကျော်စင်က အခြေအနေစောင့်ကြည့်ပေးခဲ့ကြောင်း ဖန်စီရမိတရခက်များရဲ့ထွက်ဆိုချက်အရ Golden Valley Warrior အကြံဖတ်ဖွဲဟာရန်ကုန်မြို့အတွင်းမှာအပြစ်မဲ့ပြည်သူများကိုဒလန်အဖြစ်ဆွဆွဲပြီးလုံခြံတပ်ဖြတ်ခဲ့ကြောင်း ထို့သောလုံခြံတပ်ဖြတ်ခြင်းများအတွက် အကြံဖတ်ဖွဲစီဖြစ်တဲ့ NUG ကတကြိမ်လင်းနှစ်သိန်းချက် NUG ပေးမှတဆင့်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည် တို့ဖြစ်ပါ၍ဖန်စီရမိတရားခက်များကို ဥပဒေအရထိရောက်စွာရေးယူနိုင်ရင်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီးအကြမ်းဖက်မှုဆောင်ရွက်နေသူများကိုပြည်သူတရက်လုံးကဝန်ဝန်းကာကွယ်တိုက်ဖြတ်ကြရနဲ့ဆက်ဆက်တရားခက်များကို အမြန်ဆုံးဖန်စီရမိရေးအတွက်၎င်းတို့ပုံခွေရနေရများလှုပ်ရှားသွားလာနေထိုင်မှုသတင်းများရရှိပါကောင်သက်ဆိုင်ရာကိုလျှို့ဝှက်စွာတည်င်းပေးတိုင်ကြားနိုင်မှာကြောင့် သတင်းပေးသူနဲ့ဖမ်းဆီးပေးသူများကိုထိုက်တန်စွာလိုအပ်ပြီးစုငွေများချင်းမြင့်ပေးမှဖြစ်ကြောင်းနှင့်မြို့ရွာများအမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက်ပြည်သူတရက်လုံးပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်မှရန်မြစ်တာရက်ခံအပ်ပါကြောင်းအတိပေးသတင်းထုတ်ပြန်အပ်ပါဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကိုရှင်းလင်းခဲ့သည့်မြို့ပြပျောက်ကြားများကိုဖမ်းမိပြီးဟုစစ်ကောင်စီထုတ်ပြန်6နှစ်အရွယ်ကလေးငယ်ကိုပင်တရားခံစည်ရင်းနဲ့ထည့်သွင်းထားဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင်အားပြစ်ခတ်ရှင်းလင်းခဲ့သည့် Golden Valley Warriors မြို့ပြပျောက်ကြားအဖွဲ့ဝင်ချိုနှင့်လေရင်တို့မိသားစုဝင်များကူညီချိတ်ဆက်ပေးသူများကိုဖမ်းဆီးလိုက်ကြောင်းစစ်ကောင်စီကဇွန်လ4ရက်တွင်ထုတ်ပြန်သည် ဖမ်းဆီးခဲ့သောကြား73ဦးနှင့်မ3ဦးစုစုပေါင်း76ဦးတို့ကိုဖမ်းဆီးရမိခဲ့သောနေရာဒေသများနှင့်အသက်6နှစ်အရွယ်သာရှိသေးသောကလေးငယ်ကိုပါပုံနှင့်တကွစစ်ကောင်စီကကြီးညာခဲ့သည့်ပြစ်ခတ်ရှင်းလင်းရေးတွင်အုံပြုခဲ့သောစပိန်နှင့်အတူစမ်းထက်အောင်ခပကူတာအသက်40နှစ်နှင့်ထောက်ပို့ဖြစ်ပါဝင်ခဲ့သူဝင်းသူအားမြောက်မြက်ကလာမြို့တွင်၎င်း မျိုးကိုကိုနှင့်ဇနီးဖြစ်သူပြုံးပြုံးသမီးဖြစ်သူ6နှစ်အရွယ်လင်းလက်ရွှေတို့အားပကံမျိုးဟောင်းတွင်ဖမ်းဆီးခဲ့သည်ဟုဖော်ပြထားသည် ထို့ပြင်လေးလင်းတို့အားပို့ဆောင်ပေးခဲ့သည့်အောက်ဆန်းဟိန်းနှင့်ညီညီလိုင်းတို့အားမူးတုံမျိုးနယ်တွင်၎င်းဖမ်းဆီးရန်ကြံနေသေးသည်ဟုဆိုသောသူ၏ဇနီးမြင့်မြင့်ထွေးအောင်ကိုကိုချစ်နှင့်ဇင်မောင်မောင်နှင့်ဖြိုးဝေအောင်တို့ကိုပကိုးမျိုးအဝင်စစ်စေးကိန်း၌ဖမ်းဆီးခဲ့သည်ဟုစစ်ကောင်စီကကြေညာထားသည်